မရဲ့ပြည်သက်ကြီးကိုကျမအခုကျမကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတခုပြောပြချင်ပါတယ်။ကျမတို့မြမကြီးအခေါ်စီကလမပါဗောနော်။စီကလမခေါ်ရှော့ဖြူပင်ရဲ့ကျမကြီးအကျိုးကျေးဇူးလေးပဲဖြစ်ပါတယ်။ကျမတို့အခုရာသီဥတုဟာတအားပူတယ်နေပူတဲ့အချိန်မှာဒီစီကလမဗောနော်ဘယ်လိုမျိုးစားရမလဲဘယ်လိုမျိုးသောက်ရမလဲဆိုတာကိုပြောပြချင်ပါတယ်။ပထမဆုံးချက်အနေနဲ့အပူရှက်တာဗောနော်။အပူရှက်တာကိုဒီစီကလမတတ်တာစီနိုင်ပါတယ်။စီကလမမှာအပူဒဏ်ကိုတတ်တာစီရဲ့အစွမ်းတတ္တိအများကြီးရှိပါတယ်။ နွေရာသီမှာစီးကလမဖြိုရီတောက်သုံးပြီးတာခန္ဓာကိုယ်အပူဒဏ်တက်တာစီဖို့အတွက်အထောက်အကူရရှိမှာပဲဖြစ်ပါတယ်။ ဒီစေးကလမာကခန္ဓာကိုယ်ရဲ့အပူချိန်ကိုရောကျစေပြီးတော့အင်းမြအောင်လှုပ်ဆောင်ပေးပါတယ်။အပူရှက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။နောက်စေးကလမာပူလွန်းတဲ့ရာသီမှာကလေးတွေမှာအဖြစ်များတယ်။နှာခေါင်းသွေးရှက်တာမျိုးဖြစ်တဲ့အခါမှာသွေးတက်အောင်လှုပ်ဆောင်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။နောက်တစ်ခုကတော့အမျိုးသားတွေအတွက်စွမ်းဆောင်ရည်မြင့်တက်စေပါတယ်။စေးကလမာကအမျိုးသားတွေမှာစွမ်းဆောင်ရည်တိုးတက်စေနိုင်တဲ့အကောင်းဆုံးအစားအစာတစ်မျိုးဖြစ်ပါတယ်။နေ့စဉ်စားသုံးပေးမယ်ဆိုလို့ရှိရင်အမျိုးသားတွေမှာစွမ်းဆောင်ရည်တိုးတက်ကောင်းမွန်အောင်အထောက်အပံ့ပေးမှာပဲဖြစ်ပါတယ်။စေးကလမာ အမျိုးသားတွေအတွက်ထိရောက်ပြီးတော့ဘေးကင်းနဲ့ကာမအာတုစီတရဲဆိုလို့ရှင်လည်းမမားပါဘူးနောက်တစ်ခုကစီးမထိန်နိုင်တာပေါ့နော်စီးမထိန်နိုင်တာကိုသက်သာစီပါတယ်စီးမထိန်နိုင်တဲ့သူတွေအနေနဲ့ကတော့စီးကလမာကိုစားသုံးပေးတင်ပါတယ်စီးကလမာကစီးမထိန်နိုင်တာကိုသက်သာစီရဲ့အကောင်းဆုံးစီးတက်လက်ဖြစ်ပါတယ်နောက် စီလံကြောင်တစ်လျှောက်ကကြွက်သားတွေကိုပြေလျှောက်အောင်လှုပ်ဆောင်ပေးတဲ့နေရာမှာ အထောက်အကူပြုတဲ့လူမျိုးစီမထိန်နိုင်ဖြစ်နိုင်အောင်ကိုလည်းတက်တာစီပါတယ်။ကျမတို့မိန်းကလေးတွေအတွက်အရေးပြားတဲ့အလှအပအတွက်ဆိုလို့ရှိရင်လည်းစီကလမကအရန်အကျိုးကျေးဇူးရှိပါတယ်။စီကလမမှာအသက်အရွယ်အိုမင်းမှုကိုတိုက်ဖြတ်ပေးတဲ့အစွမ်းတတ္တိရှိပါတယ်။မျက်နာမှာအရွယ်မတိုင်ခင်အရေးအကြောင်းတွေမဖြစ်အောင်လှုပ်ဆောင်ပေးတဲ့လူမျိုးခန္ဓာကိုယ်ကိုလည်းတွေ့လျှက်လှပစီပါတယ်။အမျိုးသမီးရဲ့ရင်သားဖွံ့ဖြိုးခြင်းကိုလည်းအဲ အဆင်မပြေဘူးအားမလို့အားမရဖြစ်တယ်ဆိုလို့ရှိရင်စီကလမာတောက်ပါစီကလမာရင်သားဖွင့်မျိုးတိုးတက်ဖို့အတွက်အရန်ကိုထိရောက်အသုံးဝင်စီပါတယ်ရင်သားဖွင့်ထွားလှပစီတဲ့အမျိုးသမီးတွေအနေနဲ့လှပခြင်းနဲ့အမျိုးသမီးတွေအနေနဲ့စီကလမာကိုနေ့တိုင်းစားသုံးပေးမယ်ဆိုလို့ရှိရင်ရင်သားဖွင့်ပြူလာမှာပဲဖြစ်ပါတယ်စီကလမာမှာရင်သားဖွင့်ထွားစီတဲ့တဘာဝစေးပတ်ဝင်အစားအစာတစ်မျိုးလည်းဖြစ်ပါတယ် နောက်ဝမ်းချုပ်တဲ့သူတွေလည်းစားလို့ရပါတယ်ဝမ်းချုပ်တာကိုတက်တာစီရေပေါ့နော်စီကလမ်မမှာဝမ်းပြပြသွားနိုင်တဲ့အာနိသင်ရှိတဲ့အတွက်ကြောင့်မလို့ဝမ်းချုပ်တတ်တဲ့သူတွေအတူးတင်ရောပါတယ်စီကလမ်မဝမ်းလုံစီလိုမျိုးလှုပ်ဆောင်ပေးတာကြောင့်မလို့ဝမ်းသွားရတာအဆင်ပြေစေပါတယ်နောက်မွေးဖွားပြီးစားမိခင်နေပေါ့နော်အဲမွေးဖွားပြီးစားမိခင်နေဆိုလို့ရှိရင်အားနေနေတတ်တဲ့စီကလမ်မမွေးဖွားပြီးစားမိခင်နေကိုအားပြန်ပြည့်စီပြီးတော့အာပေါ့နော်ဒီ မိခင်ဖြစ်လာတဲ့အချိန်မှာကိုကကြုံတွေ့ရတဲ့တခြားစိန်ခေါ်မှုတွေကိုဖြည့်ရှင်းပေးနိုင်အောင်စိတ်တည်ငြိမ်အောင်အထောက်အပံ့ပေးပါတယ်။ယာဒီသွေးဆင်းချိန်မှာအဲယာဒီသွေးအဆင်းများတာကိုလည်းထိန်းချုပ်ရမှာအထောက်ပံ့ပေးပါတယ်။စီကလမာကကလေးရောလူကြီးအတွက်ပါအကျိုးကျေးဇူးတွေအများကြီးရရှိစေရစီတလက်ဆိုလည်းမမပါဘူး။ဆိုတော့ ကျမတို့အိမ်တွင်းမှာရရှိစေတဲ့နီလေးပေါ့နော်ဒီဟာလေးကတော့အဲကုန်ကြစိတ်လည်းအရင်မကြီးတယ်ဒီလိုမျိုးဆေးကလမကိုတောက်ပေးမယ်ဆိုလို့ရှိရင်ရရှိမယ့်အကျိုးကျေးဇူးတွေကတော့အမှန်ကန်ဖြစ်ပါတယ်ဒါအပြင်အခုကရာသီဥတုကလည်းအရင်ပူလာတဲ့အတွက်ကြောင့်မလို့အဘာမှမတော့မလုံချင်မကင်ချင်အဲ့လိုမျိုးမတက်မကြွဖြစ်နေရဆိုလို့ရှိရင်ဆေးကလမဖြော်ရည်လေးကိုဖြော်တောက်ကြည့်ပါအရင်ကိုအကျိုးကျေးဇူးများစေတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ရှင်